သမုံမြင့်ခံစားနေရတဲ့နေအောင်ကြီးထိလို့မရတဲ့ယောဂအကြောင်းနဲ့ဒီမနေ့ယင်းဤသူတူအပြောပြလာတဲ့သမုံမြင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ခြေတော်ရဲ့ဂျင်ဂါရှိုး channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ် မြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသမီးတလဲဖြစ်တဲ့သက်မွန်မြင့်ကနေအောင်ကြီးထီလိုမရတဲ့ဖြစ်တောင့်ဖြစ်ခဲယောဂါတခုကိုခံစားနေရတာကြောင့်ဒုမချက်မြတ်လို့တဲ့အမှုပညာအလုပ်တွေကိုရနာချခဲ့တာက၅နှစ်နေပါတော်မှရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။အမှုပညာမှာပါရမီပါလာခဲ့တဲ့သက်မွန်မြင့်ကိုဒုမရဲ့ပရိသတ်တွေကတော့ချက်စလုံးနဲ့ချက်သက်လို့ခေါ်ကြပြီးတော့ပရိသတ်အင်အားအများပြားကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။သက်မွန်မြင့်နေနဲ့လက်ရှိခံစားနေရတဲ့ယောဂါဝေဒနာကြောင့်အသက်အသက်သောအမှုပညာလက်ရာတွေကိုမထွေးရတော့တာကြောင့်ပရိသတ်တွေက တော့နှမျောမဆုံးဖြစ်နေခဲ့ကြပါတယ်။သမုံမြင့်ခံစားနေရတဲ့ယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ဂောလဟာလာတရင်တွေကလူမှုကွန်ရက်ပေါ်မှာအမြဲလိုလိုပြန့်နှံ့နေတတ်ပါသေးတယ်။ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုထဲမှာတော့သမုံမြင့်ခံစားနေရတာဘာယောဂလဲ။အခုလက်ရှိမှာရောဒီမရဲ့ကျမ်းမာရေးအခြေအနေကဘယ်လိုရှိနေလဲဆိုတာကိုဒင်္ဂါရှိုးပရိသတ်ကြီးတို့အတွက်ရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ လူမှုကွန်ရက်တွေမှာပြန့်နှံ့နေခဲ့တဲ့ဂေါ်လာဟာလာရီအရာပြည်သူအချစ်တော်မင်းသမီးတလန်ဖြစ်တဲ့သက်မွန်မြင့်ရဲ့ယောဂါနဲ့ပတ်သက်ပြီးတော့လူအများကတော့အရေးပြားလေးဘဏ္ဍာယောဂါလို့သာအကြံဖြင်းသိထားကြပါတယ်။သက်မွန်မြင့်ရဲ့ယောဂါက SEL ကိုအတူကောက်ခေါ်တဲ့ Systemic Lupus Erythematosus ယောဂပဲဖြစ်ပါတယ် SEN ယောဂရဲ့သဘောတရားကတော့လူခန္ဓာကိုယ်မှာရှိတဲ့ခုခံအားစနစ်ဟာခန္ဓာကိုယ်အတွင်းထဲကကျန်းမာတဲ့ tissue တွေကိုမှာယွန်းတိုက်ခိုက်တဲ့ယောဂဖြစ်ပါတယ် ဒီယောဂဝေဒနာခံစားရတဲ့သူတွေကအရေပြားအယိုးအဆစ်ကြောက်ကက်အုံနောက်နဲ့တခြားခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတွေကိုပါထိခိုက်စေနိုင်ပါတယ်။တမမြင့်ခံစားနေရတဲ့ SCL ယောဂကအမျိုးသားတွေထက်အမျိုးသမီးတွေကဆယ်စားပိုပြီးတော့ဖြစ်နိုင်ခြေများပါတယ်။ဒီယောဂကအသက်အရွယ်မရွေးဖြစ်နိုင်ပေမဲ့လည်းအသက်55နှစ်ကနေ44နှစ်ကြားအမျိုးသမီးတွေမှာပိုပြီးတော့အဖြစ်များပါတယ်။ယောဂလက္ခဏာတွေအနေနဲ့ကတော့တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ကြပေမဲ့လည်းအများအားဖြင့်နေရောင်ခြည်တဲမခံနိုင်တာ ရီပင်ပန်းလွယ်ပြီးအသက်ရှူလိုက်တိုင်းရှင်ဘတ်အောင်နာရီနဲ့အယိုးအစ်ကိုက်ခဲနာကျင်နာရီဖြစ်တတ်ကြသလိုတချို့သောသူတွေအနေနဲ့သပင်ကျက်တာကိုအလေးချိန်မြင့်တက်လာတာတွေလည်းဖြစ်တတ်ကြပါတယ် တချိန်ကပိတ်ကားဖြူဖြူထက်မှာတတကြွကြွမြင်တွေ့ရတတ်တဲ့ပြည်သူအချစ်တော်သမုံမြင့်ကဒမချတဲ့အမှုပညာအလုပ်တွေကိုအချိန်ကြာရည်ရနာထားခဲ့တာကြောင့်ပြိသက်တရသမုံမြင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေကို စိတ်ပူစပြုလာခဲ့ကြပါတယ်။တရုတ်ဆောင်သမုံမြင့်အတွက်စိတ်ပူပေးနေကြတဲ့ပြိသက်တွေကိုဒမနဲ့ရင်းနှီးသူတို့ကသမုံမြင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးမီဒီယာတွေအရှိမအသိပေးပြောကြားလာခဲ့ပူပါတယ်။ဒမရဲ့ပြောကြားချက်တွေအရသမုံမြင့်က SLE လို့ခေါ်တဲ့နေရောင်ခြင်း နဲ့ထိတွေ့လို့မရတဲ့အရေးပြားယောဂတစ်မျိုးကိုခံစားနေကြရတာဖြစ်ပါတယ်။ဒီယောဂကြောင့်သမုံမြင့်ဟာနေရောင်ခြည်နဲ့ထိတွေ့မိတာနဲ့ခြေလက်တွေရောင်ခိုင်းလာတဲ့အပြင်အိမ်ရာတွေပါလဲသွားပြီးတော့လူမမာတယောက်လိုဖြစ်သွားတတ်ပါတယ်။ဒီယောဂကသတိထားရမယ့်အရာတွေလည်းများသလိုမတည့်တဲ့အစားအသောက်တွေလည်းမနှဲလောက်လို့သိရပါတယ်။ တမုံမင်းရဲ့အချိန်ဆုံးစားတောက်တွေလေးရတစ်ခုဖြစ်တဲ့အမဲသားနဲ့လည်းမတည့်တာကြောင့်တခါတလေစိတ်အလိုလိုက်ပြီးတော့စားမိသွားခဲ့ရင်လည်းအိရာရဲလဲသွားတတ်ပြန်ပါတယ်။တမုံမင်းကသူမရဲ့ယောဂဝေဒနာကြောင့်လမ်းထောင်ကောင်းကောင်းမရှောင်နိုင်ပဲခြေလန်းဆယ်လန်းလောက်လမ်းပြီးတိုင်းမှာထိုင်ပြီးတော့အနားယူရပါတယ်။လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်နေရပေမဲ့လည်းအမောမခံနိုင်တော့တာကြောင့်တာမန်လူတွေလိုမျိုးပြင်းပြင်းထန်ထန်တော့လုံးမရတော့ပါဘူး။ တစ်ချိန်လုံးကပေါ်ပါတွက်လက်နေခဲ့ဘူးတဲ့သက်မွန်မြင်ကအခုချိန်မှာတော့ဒုမရဲ့ယောဂဝေဒနာကြောင့်စိတ်သွားတိုင်းကိုမပါနိုင်ဖြစ်ခဲ့ရပြီးတော့ဒုမချက်မြတ်လို့တဲ့အနုပညာအလုပ်ကိုလည်းရှင်နာနာနဲ့ပဲရနာထားခဲ့ရပါတယ်။ဒါပေမဲ့လည်းသက်မွန်မြင်နေနဲ့ဒုမရဲ့တံမာတဲ့စိတ်ထားတွေကြောင့်ပဲတော်ယုံလူတွေကိုဘုံဘုံလေးသွေးစားလိုက်တဲ့ယောဂကအတ္တမဆုံးရင်ဆိုင်နေနိုင်တာဖြစ်တယ်။အခုချိန်မှာတော့သက်မွန်မြင်ကဒုမရဲ့မိသားစုလေးနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ရှိနေပြီးတော့ဒုမရဲ့ကျမ်းမာရေးကိုအဓိကထားပြီးတော့ဂယူဆိုင်ဖြစ်နေပါတယ်။ ကျမ်းမာစီရဲ့အစားအသောက်တွေအတွက်ဒီမကိုရိုင်းချက်ပြုတ်စားတော့ပြီးဒီမရဲ့ပရိသတ်တွေနဲ့လည်းတောင်းလျှောက်ဆက်သွယ်နေခဲ့ပါတယ်။တမုံမြင့်အားအနုပညာအလုပ်တွေကိုရန်နာထားရတာကြောင့်ဒီမကိုလွမ်းနေတဲ့ပရိသတ်တွေအတွက်အလားတက်ပုံလေးတွေနဲ့ TikTok ဗီဒီယိုလေးတွေတင်ပေးတတ်တဲ့အပြင်တစ်ခါတလေမှ live လွှင့်ပြီးတော့ဒီမကိုချက်တဲ့ပရိသတ်တွေရှိမှတော့အများထမ်းပြုံးနေတတ်တဲ့အပြင်အားပေးစကားတွေကိုလည်းပြောပြတတ်ပါသေးတယ်။တမုံမြင့်ရဲ့အခုလိုချက်စရာကောင်းတဲ့အပြုမှုတွေကြောင့်ပဲဒီမရဲ့ပရိသတ်တွေဒါမှမဟုတ် အနုပညာအလုပ်တွေအထူးထူးလုပ်ခဲ့မှုတဲ့ဒီဥဆောင်မင်းသားမင်းသမီးတွေကတောင်မှတမုံမြင့်ရဲ့အနုပညာလက်ရာတွေကိုစာလောင်နေကြပြီးတော့ဂျမားရေးပြန်ကောင်းဖို့မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့ပြည်သူ့ချစ်အနုပညာရှင်တယောက်ဖြစ်တဲ့တမုံမြင့်ရဲ့လက်ရှိဂျမားရေးအခြေအနေအကြောင်းပဲဖြစ်ပါတယ်။တမုံမြင့်ကိုချစ်တဲ့ပရိသတ်တီနေနဲ့ဒီမှာအထွတ်အားပေးစကားလေးတွေကို comment ထဲမှာပြောပြသွားကြပါအောင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။